တမျိုးရဲနဲ့ပြည်ပြည်စုံစီမဲ့ခနောဘတ်ဆောင်သုံးဟင်းခတ်မုံလည်းဖက်ရည်စုံတစုံနဲ့သုံးပြီးဟင်းချက်ပြပေးပါ ိမ်မာတယောက်ထဲလဲဖြစ်နေရဆိုတော့ကိုတယောက်စာဝတ်တဏီချက်လေးကိုခနောပတ်စုံသုံးဟင်းခတ်မုတ်လဖဲရီစုံတစုံနဲ့နဲ့ချက်ပြမယ်အရင်ဆုံးအနေနဲ့ပဲငံ့မြာကြီးလေးထည့်ပေးမယ်ပြီးသွားရင်တော့ခနောရဲ့ဗတ်စုံသုံးအရသာဟင်းခတ်မုတ်လဖဲရီစုံတစုံကိုထည့်ပြီးတော့အရသာနှက်ထားပေးပါမယ်ခနောရဲ့ဗတ်စုံသုံးဟင်းခတ်မုတ်ကကြတော့တဘာဝဟင်းခတ်အမွေးကြိုင်နေနဲ့အချိုးချပေါင်းဆက်ထားမလို့ကျွန်စတို့တမျိုးရဲနဲ့သုံးဝအဆင်ပြေတယ်အချားစားတွေဟင်းချုံမုတ်တွေအရသာမုတ်တွေထပ်ထည့်စရာမလိုအပ်ဘူးပေါ့နော်ပြီးရင်တော့စပီချက်ဖို့အတွက်ကိုတော့ဒဲဒဲကိုကျွန်စတို့စီပူရဲမှာပေါ့နော်တကြားညို့ကိုထည့်ပြီးတော့အစည်းပေါက်လာတီကျိုးပေးမယ်ပြီးရင်တော့အရသာနှက်ထားတဲ့ဝတ်သားကိုထည့်ပေးပါမယ် ပထမဆုံးကျွန်တော်တို့ဝဲရီခန်းသွားဒီစီလုံးမေးမယ်ပေါ့နော်ဝဲရီခန်းပြီးစီပေါက်လာတဲ့အနေထားရောက်လို့ရှင်တော့ဂျင်းချက်သွန်မြူထောင်းထားတာလေးကိုထည့်ပေးမယ်ဂျင်းချက်သွန်နူနန်းလေးတွေမွှေးလာသည့်အထိကိုလုံးပေးပါမယ်ကဲအခုလိုမျိုးစီပေါက်လာပြီးတော့ဂျင်းချက်သွန်ပြည်နန်းလေးမွှေးလာပြီဆိုရင်တော့ရင်သွေးလေးထည့်ပေးမယ်ပေါ့နော်ရင်သွေးထည့်ပေးပြီးတော့ပွက်လာတဲ့အနေထားလေးရောက်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီမှာချက်သွန်ဥလီလေးထည့်ပေးလိုက်ပါမယ်ကဲအခုလိုမျိုးစီပေါက်လာပြီးတော့ပေါ့နော်ချက်သွန်နူလဲနူပြီးတော့ကြာတော့ဝတ်သားလေးလဲနူလိုက်အနေထားရောက်တည်တည်ပေးပါမယ်တနည်းချက်ကလေးတော့ရပြီပေါ့နော်အရသာလေးမြည်ကြည့်အောင် ဟွကျွန်တော်ဒီအသား30အသားကိုလေတခြားအရသာတွေဘာမှကုစရာမလိုပဲねခနှောရဲ့ဗတ်စုံသုံးဟင်းခက်အရသာမို့တမျိုးရဲနဲ့အရသာရှိရှိချက်လို့ရတယ်ပေါ့နော်ဝတ်တနီချက်ကလေးစားမယ်ဘိုက်ကြီးအရန်စားနေပေါ့နော်သုံးတက်သားကိုချက်ထားချက်တော့ချက်တွန်လေးများများလေးနဲ့ပေါ့နော်။အလေးကတော့ငရုတ်သီးစားတာ EB ကျော်စစ်ဒီမှာချင်းဟင်းလေးရယ်နဲ့ချက်ထားပါဗါး။နည်းမယ်၊နည်းပြီးစားပါမယ်။အလုံးမယ်စားကြပါအောင်ခမရ။ 嗯嗯，另外，也俩是比较亲名。 ဝတ်တဏီချက်လေးအရင်စားလို့ကောင်းတာပဲကျော်ဒီဝတ်တဏီချက်ကိုဆိုလို့ရှင်လေဒါတခြားပေါ့နော်စားတယ်ပြီးသွားရင်အချိုမုံနေပါလေပေါ့နော်ဘာမှထပ်ပြီးတော့ကြတော့မကူပဲနဲ့ဒီခနှောရဲ့ဗတ်စုံသုံးဟင်းခက်အရာတာမုံတစ်မျိုးရဲနဲ့ကိုကျော်စီချက်ထားတာပေါ့နော်သူကကြတော့ကျော်စီတို့ဟင်းညာတိုင်းအတွက်လည်းတုံးလို့ရတယ်ပြီးသွားလို့ရှင်တက်တက်လွတ်သမားတွေပါလေအတွက်ဆိုလို့ရှင်လည်းတုံးလို့ရတယ်ပေါ့နော်ဟွန်းတစ်မျိုးနဲ့အရာတာထင်းမိ နောက်ရဘတ်ဆုံသုံးအရသာဟင်းခတ်မုံကလေးဆိုတော့အခုလိုမျိုးပေါ့နော်အသားနှက်တဲ့နေရာတွေမှာလည်းသုံးလို့ရရဲပြီးသွားလို့ရှင်အရေတောက်နဲ့အတုတ်သေးလို့ပြီးသွားလို့ရှင်ပေါ့နော်အကြော်အလော်တွေပေါ့နော်ဒီလိုနေရာတွေမှာလည်းသုံးလို့ရရဲပေါ့နော်อืม အရန်ငိမ့်နေပေါ့နော်ဒီနေ့ကျော်စစ်ဘလော့ကိုကြည့်နေရတဲ့သူတအူးချင်းစီအတွက်ကိုလည်းကျော်စစ်ကစုလက်ဆောင်လေးတွေရရှိနိုင်မဲ့အစီအစဉ်လေးကိုလည်းဝင်မြတ်ပေးချင်ပါတယ်ဒီအစီအစဉ်လေးကကြတော့ကျော်စစ်အခုချက်ပြတယ်လို့ပြောပေါ့နော်ခနောရဲ့ဟင်းခက်အရာတာမုံလက်ဖက်ရည်စွန်းတစွန်းစာကိုတုံးပြီးတော့ကြတော့လိုက်ပြီးချက်ရမှာပဲဖြစ်ပါတယ်ချက်ပြီးသွားလို့ရှိရင်လည်းလေကိုချက်ထားတဲ့ဟင်းလျာကိုပေါ့နော်ခနောပတ်စုံသုံးဟင်းခက်မုံနဲ့အတူကျော်စစ်တို့ဓာတ်ပုံလေးပဲဖြစ်စေဗီဒီယိုလေးပဲဖြစ်စေရိုက်ပြီးတော့ပေါ့နော်ပပ်လစ်နဲ့ပေါ့နော်ကျော်စစ်တို့ post တင်ပေးရမှာပဲဖြစ်တယ်ပေါ့နော်အကယ်၍ TikTok တုံးနေဆိုလို့ရှိရင်လည်း TikTok မှာဂျူရက်ဗီဒီယိုလေးအနေနဲ့လုတ်ပြီးတော့ကြတော့လဲတင်လို့ရရပေါ့နော်ကန်တူးရှင် ုံရွေးချယ်လို့ရအောင်ကျွန်စတို့ဒီခနောမြန်မာ Facebook page ကဒီ campaign announcement post ကအောက်မှာပေါ့เนาะကျွန်စတို့ link လေးကိုတွားပြီးတော့ကြာတော့ comment မှတ်ပေးရမှာပဲဖြစ်ပါတယ် campaign color လေးကတော့ February 24ရက်နေ့ကနေပြီးတော့ကြာတော့ Masla 20ရက်နေ့နေ့လယ်12နာရီအထိပဲဖြစ်ပါတယ်စုလက်ဆောင်နေနေနဲ့ကတော့ကျွန်စတို့ People Choice Award ဆုပေါ့เนาะအဲ react အများဆုံးကျွန်စတို့ဟင်းပွဲဆုကိုကြာတော့တယောက်ပေါ့เนาะကျွန်စတို့နှစ်သိန်းကျပ်ဆုချီးမြှင့်မှာဖြစ်ပါတယ်ခနော favorite award ဆုပေါ့เนาะဒါကတော့ကျွန်စတို့တအူးကိုနှစ်သိန်းကျပ်ပါဟင်းပွဲအပြင်ဆင်အကောင်းဆုံးဆု ပြီးရင်အကောင်းဆုံးစမ်းသစ်တီထွင်နိုင်မှုစုပေါ့နော်ဒီစုတွေဆိုလို့ရှိရင်လည်းတဦးစီကိုနှစ်သိန်းချက်စီစုချင်းမြင်မှာပဲဖြစ်ပါတယ်ပြီးရင်တော့ခနောအထူးစုအနေနဲ့ကိုတော့ကျွန်တော်တို့၁၀ယောက်ကိုတစ်ယောက်ကို၅တောင်းချက်နဲ့ပေါ့နော်စုချင်းမြင်မှာဖြစ်လို့ဒီအထူးစီစဉ်လေးမှာပါဝင်လို့ရအောင်ကျွန်တော်တို့ခနောမြန်မာ Facebook Page ကဒီ Announcement Post မှာလည်းကျွန်တော်တို့ဝင်ပြီးတော့ကြတော့လေ့လာလို့ရရတယ်ပေါ့နော်သူ့လက်ဆောင်လေးတွေကန်တူးကျင်နေဆိုရင်တော့ကျွန်တော်တို့ post တင်တဲ့အခါမှာပေါ့နော်ဒီ hashtag ကလေးနဲ့ပေါ့နော် ခနောမြန်မာဒဇွန်ချဲလန်လေးကိုတော့မပါမဖြစ်ထည့်ပေးရမယ်ပေါ့နော်။ကပုံဖို့ခနောဘတ်စုံသုံးဟင်ခတ်မုတ်လက်ဖက်ရည်စွန်းဒဇွန်ပဲလိုတယ်နော်။